က်ဆိုင်ကိုကြည့်ရှုနေကြတဲ့ပြည်တွင်းပြည်ပါရဟန်းရှင်ပြည်သူအလုံးတောကခတဲ့ငြိအေးပြီးချမ်းသာဒုက္ခကိုစိတ်နှပြပြည့်စုံကြပါစေကျမ်းမာချမ်းသာကြပါစေယခုအခါရာသီဆက်ဝန်းတို့ရွှေ့ပြောင်းလာတာ2025ခုမေလကုန်ပြီဂျွန်လာတဲ့ရောက်တော့မယ်အော်တလာပြီးတလာတရပြီးတရရွှေ့လာတာ 2025ပထမ၄လပြီးပြီဒုတိယ၄လမေလကုန်ပြီဒုတိယ၄လရဲ့ခြုံလာရောက်အော်ဒီမေနဲ့ခြုံစခုမကူကာလဂျူရီယာလဲအန္တရီတတာရီရင့်ထော်ပြီးတော့စနေယာဟုကြာတော်လေးအင်္ဂါတောက်ကြအဲ့လေလုံးပက္ခလို့စီစဉ်ထူတာ အဲ့ဒီအချိန်မှာတဘာဝပြီးစီးပွားရေးလူမှုရေးတိုင်းဂါရေးတွေမန်ကြီးမတက်တာစုမဲ့အချိန်ထိတ်ဆုံးရောက်မဲ့အချိန်ကုန်စင်းတို့တွေထုတ်တက်မဲ့အချိန်နေရီယာလက်တအားပူမှာမိုးရီယာလက်တအားရွာမှာအဲ့ဒီကာလအဲ့မှာယောဂတွေလာပြီးတုတ်ကွေးတို့ဝင်းတို့ငါပစ်တို့ပြန်လာမှာ အန္တရာဒါကျွန်တော်ပြည်တယ်ပေါ့ပြည်ပမှာကြလဲဒီတိုင်းပဲပြည်ပရောက်နေကျွန်တော်မြန်မာနိုင်ငံသားတွေကကြမှာညံ့တဲ့လူတွေကထိုးတက်ကုန်စောင်းတာတွေဖြည်တာတွေအောင်ကုန်ကောင်းနေတဲ့လူတွေကရက်ကုန်အာသတိထားမယ်ဒုတိယလဒုတိယ6လနော်အဲ့တော့ယာဒီဆက်ဝန်းတို့တွားတဲ့ကာလမှာ ဖြစ်ပေါ်ပြောင်းလဲလာမယ်ဆန္ဒရသည်ဘွားစီရကံတရားပြောပြပါမယ်ဆလဘီကုံရသည်ဘွားကုံရသည်ဘွားလေးဆိုတာဇန်နဝါရီ27နဲ့ဖေဖော်ဝါရီ16ကြားမှာမွေးဖွားသူများဖြစ်ပါတယ်ဒီရသည်ဘွားစီဟာယခုကာလမှာငွေကြေးတွေမြောင်းမြောင်းများများဝင်လာမယ်အမွေရတာတွေအမြတ်ရတာတွေတစုံတရာရောင်းထွက်တာတွေငွေပေါ်လာပြီဖြစ်မယ်တောကကြီးပြောင်းမယ် မိမိရည်ရွယ်ချက်တွေအောင်မြင်မယ်ပြဿနာအခက်အခဲမှန်သမျှကျော်လွှားနိုင်မယ်ဖြေရှင်းနိုင်မယ်မင်္ဂလာဆောင်တွေအလူကိစ္စတွေအိမ်ပြောင်းအိမ်ရောင်းတာတွေအလုပ်တွေယာစုတွေလူကိုယ်တစိတ်ပစ္စည်းအသစ်တွေအောင်မြင်မှာဖြစ်ပါတယ်ကြားမရင်းတဲ့ခရီးကိစ္စများလည်းအောင်မြင်မှာပဲဖြစ်ပါတယ်မိတ်ဆွေဆရာသမားမောင်နှမကောင်းများထောက်ပြကူညီမှုရပါကိုယ်ဝန်တွေများ ကောင်းမွန်စွာမွေးဖွားပြီး ခရီးသွားမဲ့လူများကောင်းမွန်စွာသွားလာနိုင်မှာဖြစ်ပါတယ်။ဒါဒီထားမှာကတော့တခိုးရှိတဲ့လူလိမ်ရှိတဲ့ကပိုင်းနိုင်ရှိတယ်။ဒါကြောင့်တခိုးလူတွေကပိုင်းနိုင်ဒါဒီထားပြပါ။ဝိစီရမဲ့အရောင်တွေကတော့ခဲရောင်တွေ၊နှက်ပြရောင်တွေ၊နီညူရောင်တွေ၊ညူမိုင်းသောအရောင်တွေတစ်ဖက်မှာလည်းပဲလူကိုယ်တသိကောင်းတာတွေအရောင်2မျိုး3မျိုး4မျိုးရောတာတွေဝတ်ပါ။ရှောင်းအားမှာတော့ဒီချိန်မှာအတုပအခမ်းအနားတွေနောက်လူစုလူဝေးနဲ့ အဲဘလို့ပြောမလဲပြဿနာရှာတဲ့နေရာကြီးအဲ့ဒါရှောင်းပါခွန်တုံညာကူပတ်လက်ထီထိုးပါ နမောတတဘဂဝတော်အထာတော်တမန်တမှုတတနမောတတဘဂဝတော်အထာတော်တမန်တမှုတတနမောတတဘဂဝတော်အထာတော်တမန်တမှုတတပရိသတ်ပတ်နေ့တိုင်းစိတ်ပါအဲ့ဒါဆိုရင်ကိုရာတိဘွားမိသားစုအားလုံးဘေးရန်ကင်းပြီးကျမ်းမာချမ်းသာကံကောင်းခြင်းများနဲ့တွေ့ကြုံမှာဖြစ်ပါ thank you